မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။လာရှုံမြို့ကကျပ်ဖက်စစ်ကောင်စီရဲ့ရမကတိုင်းစစ်ဌာနချုပ်ကနေ MNDA ကဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီဘက်ကတိုင်းမှုဗိုလ်ချုပ်စိုးတင့်တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်တန့်တင်စိုးနဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေတို့ရဲ့သတင်းကိုတလားကြော်ကြားတဲ့အထိထုတ်ပြန်တာမျိုးမရှိတဲ့အတွက်လက်နက်ချအညံ့ခံခဲ့တာကြောင့်ကောင်းကောင်းမွန်မွန်ထားထားပွဲရှိတယ်လို့ဆိုပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်က ချောင်ချောင်ရွှေစံပိုင်းရှင်ဥရွှေဝင်းရဲ့နေအိမ်ဓမြတက်ခံရပြီးရွှေဆယ်ပိတ်တာနဲ့ငွေကျပ်သိန်းတထောင်ကျော်ပာသွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကကျန်းဖက်စကောင်စီရဲ့ရမခတိုက်စစ်ဌာနချုပ်ကနေ MNDAA တပ်တွေဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီဘက်ကတိုင်းမှုဗိုလ်ချုပ်စွတ်တိုက်စစ်ဦးစီးချုပ်ဗိုလ်မှုချုပ်တန့်ထင်ဆိုး ဗိုလ်မှူးချုပ်မျိုးမင်းထွေတို့ရဲ့တဲ့င်းကိုတလကျော်ကြာတဲ့အထိထုတ်ပြန်တာမျိုးမရှိတဲ့အတွက်လက်နက်ချအညံ့ခံခဲ့တာကြောင့်ကောင်းကောင်းမွန်မွန်ထားထားပွဲရှိတယ်လို့လဲမြောက်ပိုင်းညီတော်မဟာမိတ်တဲ့င်းရင်မြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အဲ့ဒီရမခတိုင်းမှုဗိုလ်ချုပ်စွတ်တင့်တိုင်းစီဦးစီးချုပ်ဗိုလ်မှူးချုပ်တန်ထင်စွတ်ဗိုလ်မှူးချုပ်မျိုးမင်းထွေစွတ်တို့ကိုအခုလာလေးရနေ့ကပဲ MNDAA ကဖမ်းဆီးရမိခဲ့တာပါ။အဲ့ဒီလိုဖမ်းဆီးရမိတဲ့အချိန်တိုင်းမှုဗိုလ်ချုပ်စွတ်တင့်ပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသာတကြီးလက်နက်ချခဲ့ကြတဲ့အတွက် သူတို့ကို MNDA ဘက်ကကောင်းကောင်းမွန်မွန်ထားထားမှာဖြစ်တယ်လို့တဖက်ကလက်နက်ချတဲ့အထက်ကျမ်းမာရေးမကောင်းတဲ့အောက်ခြေစစ်သားတွေကိုတော့ MNDA ကအထုတ်လိုက်ပြန်လွတ်ပေးတာတွေရှိတဲ့အပြင်တိုင်းမုံနဲ့ဗိုလ်ချုပ်နှစ်ဦးရဲ့တည်င်းအသေးစိတ်ကိုတော့မထုတ်ပြန်ထားတဲ့အတွက်အတိအကျမသိရသေးဘူးလို့လည်းမြောက်ပိုင်းညီတော်မဟာမိတ်တည်င်းရှိမိကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်အဲ့ဒီလရှုံမျိုးကရမခတိုင်းမူဗိုလ်ချုပ်စွတ်တက်ဟာလက်နက်ချအဖမ်းခံခဲ့တဲ့အချိန်စွတ်ကျဲအဖြူဝစ်စင်ခဲ့ပြီး AA စစ်စစ်နဲ့ပဲ MNDAA တပ်ဖွဲ့တွေစီမှာလက်နက်ချအဖမ်းခံခဲ့တာဖြစ်တယ်လို့ အဲ့ဒီတိုင်းမှုပါဝင်လာရှုံမှာလက်နက်ချခဲ့ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုတွေစုစုပေါင်းဟာထောင်နဲ့ချီရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ကချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ဥရွှေဝင်းရဲ့နေအိမ်ဓမြတိုက်ခတ်ရပြီးရွှေဆယ်ပိတ်သားနဲ့ငွေကြေးသိန်းတစ်ထောင်ကျော်ပာသွားတယ်လို့သိရပါတယ်ဒီကနေ့စက်တင်ဘာလ10ရက်နေ့မနက်7:00နာရီလောက်မှာပဲ မန္တလေးမြို့ချင်းမြသားစီမြို့နယ်မြို့တတရက်ကွက်တရက်တဘီလန်းနဲ့82လမ်းမှာရှိတဲ့ချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ဥရွှေဝင်းရဲ့နေအိမ်ကိုလူခုနှစ်ဦးက Nissan Edivan ငွေရောင်ကားနဲ့တနက်ပါကင်လာပြီးဓမြတိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီအချိန်ဥရွှေဝင်းဟာရွှေဆိုင်ကိုတွားဖို့ပြင်ဆင်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဓမြတိုက်တဲ့သူတွေဟာရွှေတွေထည့်ထားတဲ့ချင်းတွေကိုလူယူသွားရမှာရွှေဆယ်ပိတ်တာဝင်းကျင်တဲ့ငွေကျပ်သိန်းတစ်ထောင်ကျော်ပါသွားတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးအဲ့ဒီမြို့တတရက်ကွက်မှာနေတဲ့ပြည်သူတို့ကလည်း ဥရွှေဝင်းရဲ့အိမ်ဒီကနေ့မနက်ဓမြတိုက်ခိုက်ရတာဟုတ်မှန်တဲ့အကြောင်းနဲ့အသေးစိတ်တော့မသိရပေမဲ့စစ်တပ်ရဲ့ရဲတွေကတော့အနီးနားက CCTV တွေကိုလိုက်တောင်းသွားတဲ့အပြင်တရခန်တော့မမိသေးဘူးလို့လည်းတိထားရတယ်လို့ပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ရန်ကုန်မြို့တောင်တုံမြို့နယ်အမှတ်26ရက်ကွက်ရုံမှာစစ်ကောင်စီရဲ့တပ်ကြီးပိုင်းပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့အစည်းအဝေးလုပ်နေတဲ့အချိန်ဘုံခွဲတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်တော်သား2ဦးဒဏ်ရာရသွားပြီးတဲ့နောက် ရက်ွက်ရုံမှာစစ်တပ်ကတက်ဆွဲထားတယ်လို့ရွှေဘိုခရိုင်တရင်း15အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။စက်တင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲရန်ကုန်မြို့ကတောင်ငုံမြို့နယ်အမှတ်26ရက်ွက်အုပ်ချုပ်ရေးမှူးရုံမှာအုပ်ချုပ်ရေးမှူးရဲသူရဆိုသူနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဦးစီးပြီးစစ်ကောင်စီရဲ့တကြီးပိုင်းပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့အစည်းအဝေးလုပ်နေတဲ့အချိန်ဒေါ်လာရေးရဲဘော်တွေကမိုက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီမှာစစ်ကောင်စီဘတ်တော်သား2ဦးထိခိုက်ဒဏ်ရာရသွားတာကိုအတီးပြုတ်လို့ရခဲ့တဲ့အပြင်အဲ့ဒီလိုတိုက်ခိုက်မှုအပြီးမှာပဲစစ်တပ်ကရက်ကွက်ရုံမှာဝင်ရောက်တက်ဆွဲထားတယ်လို့လဲရွှေဘိုခရိုင်တရင်15အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိရွှေဘိုခရိုင်တရင်ရဲ့အထူးစစ်ကြောင်းရဲဘော်တွေဟာရှမ်းမစစ်စင်ရေးမှာလဲပါဝင်ဆင်နွှဲနေသလိုတပတ်ကရန်ကုန်မြို့မှာလဲအခုမစ်ရှင်အတွက်ပူးပေါင်းပါဝင်ခဲ့ပြီလက်ရှိမိုင်းခွဲတိုက်ခိုက်လိုက်တဲ့ရန်ကုန်မြို့တောင်တကုန်းအမှတ်26ရက်ကွက်အုပ်ကြီးရဲသူရဆိုသူဟာလဲ မကြခင်ဖြုတ်ချခံရပြီးတော့နောက်ထပ်အုတ်ကြီးအစ်စ်တက်ဖို့လဲရှိတဲ့အကြောင်းကိုပါတိထားရသလိုအဲ့ဒီထက်တက်လာမဲ့အုတ်ကြီးကိုလဲစည်ရေးပြတ်မှတ်အဖြစ်တက်ခိုက်သွားမှာဖြစ်တယ်လို့ရှင်ဘုခရိုင်တရင်ဆန်ကအထုစစ်ကြောင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဒီတခါပကိုးတိုင်းဘက်မှာတော့အုတ်ဖို့မြို့နယ်မှာစစ်သားအစ်စ်တွေလိုက်စုနေတဲ့စင်ကူးကျေးရွာအုတ်ချုပ်ရည်မှုတတ်အောင်ဆိုးတဲ့သူပြစ်ခတ်ခံရပြီးပွေချင်းပြီးကိုသေသွားတဲ့အပြင် သူ့ရဲ့မသားအလောင်းကိုလာကောက်တဲ့စစ်ကောင်စီတပ်သား2ဦးလဲတိုက်ပွဲအတွင်းထပ်သေးသွားပြန်တယ်လို့ PDF တရင်383ညာ2အဖို့မြေအောင်ကြောက်ကြအဖွဲ့ရင်တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။စတင်ဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘကိုးတိုင်းအဖို့မြို့နယ်မှာစစ်သားအစ်တွေလိုက်စုနေတဲ့စင်ကူကျေးရွာအုပ်ချုပ်ရေးမှူးပြူစော့တီခေါင်းဆောင်တတ်အောင်ဆိုတဲ့သူကိုကျေးရွာနီးမှာပဲ PDF တရင်383ညာနှစ်အဖို့မြေအောင်ကြောက်ကြအဖွဲ့ကနေပြစ်ခတ်ရှင်းလင်းရမှာနေရာမှာနေပွဲချင်းမိကိုသိသေးသွားတယ်ဆိုပါတယ် အဲ့ဒီနောက်အုတ်ကြီးတက်အောင်ရဲ့မသားအလောင်းကိုကောက်ဖို့ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးတပ်တွေကအသင်ဆောင်ပြီးပြစ်ခတ်တိုက်ခိုက်ရမှာတော့နောက်ထပ်စစ်သား2ဦးပါထပ်သေးသွားပြန်တယ်လို့ PDF တရင်383ညနှစ်အုပ်ဖို့မြေအောင်ကြောက်ကြအဖွဲ့ရင်တာဝန်ရှိသူကပြောထားပါတယ်အဲ့ဒီစင်ကူဂျေရအုပ်ချုပ်ရေးမှုတက်အောင်ဆိုတဲ့သူကတော့ပြစောတိကောင်းဆောင်တဦးလည်းဖြစ်တဲ့အပြင်ဂျေရတဲ့မှာစစ်ကောင်စီအတွက်တပ်သားအစ်စ်တွေအတင်းအကျပ်လိုက်စုနေတဲ့သူဖြစ်ယုံနေမှာက စစ်တပ်အားကိုလည်းပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ PDF တရင်383ညနှစ်အုပ်ဖို့မြေအောက်ပျောက်ချအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာတော့အရာတော်မျိုးနဲ့မှာတော်လိုင်းရေးတက်တွေထောင်ထားတဲ့မိုင်းတွေကိုရှင်းလင်းဖို့ဆိုပြီးထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတက်တွေကအသင်ဆောင်ပြီးဖောက်ခွဲတိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်များသွားပြီး မသာအလောင်းတွေကိုအသဲအတန်တည်သွားကြတယ်လို့အရာတော် rocket တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။စနေဘလာ၄ရက်နေ့ကပဲအရာတော်မြို့နယ်အမှတ်34ကျင်းရေးတပ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဒေါ်လာရင်တပ်တွေထောင်ထားတဲ့မိုင်းကိုရှင်းလင်းဖို့ဆိုပြီးရှာဖွေနေတဲ့အချိန်အသင့်စောင့်နေတဲ့ဒေါ်လာရင်ရဲဘော်တွေကပဲစစ်ကောင်စီတပ်သားတွေမိုင်းခွင်းနဲ့အရောက်မှာဖောက်ခွဲတက်ခတ်လိုက်တယ်ဆိုပါတယ်။အဲဒီမှာစစ်ကောင်စီတပ်သားတွေဟာတည်တဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်များသွားပြီး အဲ့ဒီကစစ်သားတွေရဲ့မသာအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုစစ်ကောင်စီရဲ့369အမြောက်တပ်ထဲအသေးအတန်တည်သွားကြတယ်လို့အရာတော်ရော့ကတ်တပ်ဖွဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့အကြံဖက်စစ်ကောင်စီတပ်ကဗကိုးတိုင်းရေတရှိမြို့နယ်မှာရှိတဲ့ကဲလင်းစိတ်ဂျေးရွာစတင်ကျောင်းနဲ့ရှားတော်ရွာကိုလေကျောင်းကနေပုံကျဲမှုကြောင့်ရတပ်ပြည်သူ၃ဦးသေဆုံးသွားရတဲ့အပြင်တပ်ဖက်ကနမ်ကမ်းမြို့မှာလည်းစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲမှုအတွင်း မြို့လေဖះရနဲ့ဓမ္မယုံအကြီးအကျယ်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်စတင်မလာရှေ့ရနေ့ကပဲဘကိုးတိုင်းရေတရှိမြို့နယ်ကကဲလင်းစိတ်ခြေရွာစာတင်ကျောင်းနယ်ရှာတော်ရွာကိုအကြပ်ပတ်စကောင်းစီတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေချောင်းကနေဘုံကျဲမှုကြောင့်အရသာပြည်သူ၃ဦးသေဆုံးသွားတဲ့ပြင်နောက်ထပ်ပြည်သူ၁၂ဦးကဒဏ်ရာရရထားတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပါတယ်တပတ်ကနမ်ခမ်းမြို့မှာလေစတင်မလာချော်ရနေ့ကအကြပ်ပတ်စကောင်းစီရဲ့ လီရင်နဲ့ဘုံကျဲတက်ခိုက်မှုအတွင်းမြို့လေဖျားကြီးနဲ့ဓမ္မယုံတစ်ကြီးဟာဘုံသီးတွေထိမှန်ပြီးအကြည့်ကျဲပျက်စီးထားတယ်လို့နမ်ခမ်းမြို့နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ